တချို့တွေကသူတို့အတန်ထွက်မကောင်းတဲ့ကို accent ကိုအပြစ်တင်ကြတယ်ဗျာ။ကျွန်တော် accent ကဒီ accent ဖြစ်လို့ဒီအတန်ထွက်ဖြစ်တာပါဆိုတော့တကယ်တမ်းကျတော့ကိုပြောတဲ့ဟာနားထောင်လို့မကောင်းဖြစ်နေတာက accent ကြောင့်မဟုတ်ပဲနဲ့အများတော်အဖြစ်ကကိုယ့်ရဲ့ pronunciation မြင်နေလို့ဖြစ်ပါတယ်။ဒါနဲ့ controversial လို့ဖြစ်လိမ့်မယ်ဒါပေမဲ့ဒီဗီဒီယိုစောင့်နားထောင်ပါအတန်ထွက်ကောင်းတာနဲ့ accent နဲ့ဘာကွာလဲဆိုတော့ရှင်းပြတော့မှာဖြစ်ပါတယ် Hi, my name is Zaini, and I've been teaching English online for more than five years. And yep, I am the founder and lead teacher at Teacher Zaini Innovative English. All right, so let's find out what I'm going to talk about the difference between accent and correct pronunciation. All right, so let's get started. So, first of all, accent are about Accent Accents are about Indian to Indian, Burmese to Burmese. The music is a ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ဗဇက်အမှုရာပေါ့နော်အဲ့ဒီဟာကို action လို့ခေါ်တယ် pronunciation ကတော့အတန်ထွက်စကလုံးတစ်လုံးရဲ့အတန်ထွက်ကိုမမှန်ကန်ကန်ပြောနိုင်တဲ့ဟာကို pronunciation လို့ခေါ်ပါတယ်အဲ့တော့ဒီနှစ်ခုကမတူပါဘူးပေါ့နော် accent ဆိုတာလူတယောက်ရဲ့စကားပြောတဲ့ပုံစံဖြစ်ပြီးတော့ pronunciation ကတော့စကားလုံးတစ်ခုရဲ့မှန်ကန်တဲ့အတန်အထွက်ကို pronunciation လို့ခေါ်ပါတယ် All right, so pronunciation လို့ပြောရခြင်းမှာအချက်တွေအများကြီးရှိတယ် pronunciation မှန်ကန်တယ်ဆိုတာဒီအချက်တွေကိုသိရမယ်ပထမဦးဆုံးက stress ဟုတ်ပြီ stress ဆိုတာဘာလဲ stress ဆိုတာက word တစ်ခုမှာ base syllable ကပို့ပြီးတော့ဖြီးပြီးပြောရမယ်ပို့ပြီးတော့ name ပြီးပြောရမယ်ဆိုတာဟောပြောခြင်းဖြစ်ပါတယ် so for instance present and present okay present ဆိုရဟာက present ပထမဦးဆုံးဟာပို့ပြီးတော့အတန်မြင့်ပြီးပြောရတယ်အဲ့ဒါ now ဖြစ်တယ် present ဆိုတော့ lesson ကိုပြောခြင်းဖြစ်တယ် present okay present ကတော့သူကဒုတိယ syllable မှာပို့ပြီးတော့အတန်ဖြည့်ရတယ်အဲ့ဒါ verb ဖြစ်တယ်အဲ့ဒါတင်ပြခြင်းပေါ့နော်တခုခုကိုတင်ပြရတဲ့ဟာကိုပြောခြင်းဖြစ်ပါတယ် all right so ဒီနှစ်ခုမှာဒီနောက်မှာကိုယ့်ရဲ့ accent ကမဟုတ်ဒါ pronunciation မားလို့ရှိရင်ကိုပြောတဲ့ဟာဘာပြောမှန်းသူများနားလည်မှာမဟုတ်အဲ့တော့ pronunciation မှာပထမဆုံးအရေးကြီးတာ stress ဖြစ်တယ်။ကိုပြောတဲ့စကားလုံးက stress မမှန်နေဘူးဆိုရင်သိချရတယ်။တဖက်လူကဘာပြောမှနားလည်မှာမဟုတ်။ accent ကိုပဲအပြစ်မတင်ပါနဲ့ပေါ့နော်။ Okay နောက်တစ်ခုက intonation intonation ဆိုတာဘာလဲ intonation ဆိုတာလူတယောက်စကားပြောတဲ့အချိန်မှာအံ့ဩရမယ့်အချိန်မှာအာမေဒိတ်တို့ဘာလို့ဆိုရင်ဟာမြန်မာလိုဆိုရင်လည်းအာမေဒိတ်တွေရှိရင် ဟဲအဲ့လိုမျိုးလန့်သွားတဲ့ဟာမျိုးတွေโอเคအဲ့ဒီဟာကိုဝကြတစ်ခုချင်းစီမှာ तू ကမင်းကမင်းနေရလားမင်းကမင်းနေရဆိုရင်တော့အာနင်သမင်းစားပြီလားလားဆိုပြီးတော့ဆုံးသွားတယ်ပေါ့နော်သမင်းစားပြီလားအဲ့လိုမမေးဘူးလေဆိုတယ်မလားဒါကို international call အဲ့တော့ english လို့ပြောရတဲ့အချိန်မှာ the international rules ကိုမသိထားလို့ရှိရင်တော်တော်လေးအဆက်ကွဲတယ်ပေါ့နော်ဟိုရုပ်တည်ပြောနေလို့မရဆက်ရုပ်လို့ပြောလို့မရအဲ့တော့ဒါ accent နဲ့ဘာမှဘာမှမဆိုင်ဘူး okay accent နဲ့ဘာမှမဆိုင်ဘူး အဲ so for instance ကိုအရန်ကို surprise ဖြစ်သွားတဲ့ဟာမျိုးဆို international မြင်နေရဖြစ်တယ် wow really okay like that wow really မရဘူးလေပြောချင်တာကိုရဲ့ intonation ga rising intonation or falling intonation this is very important and it's a part of pronunciation accent ja dukuma mo ba de u no pronunciation ma be di rules tu di nakhu taw ko a lou nai bi la so ta che main ji ya ma အဲ့တော့ words တခုကို pronounce လုပ်တဲ့ဟာကမန်နေမားတယ်ဆိုတော့ကိုကတိတ်ချလေးသိရမှာဖြစ်တယ်ဟုတ်ပြီ bonus အနေနဲ့ intonation မားလို့ရှိရင်ဘယ်အခက်ခဲတွေဖြစ်နိုင်လဲဆိုတော့နားထောင်ရတဲ့သူကို confuse ဖြစ်သွားနိုင်တယ်ကိုကရုပ်တည်ပြောချင်တယ်ဟုတ်ပါတယ်ဆိုတဲ့ဟာကိုပြောချင်ပေမဲ့ကိုရဲ့ intonation က rising intonation ဖြစ်နေရမျိုးဆိုရင်တော့အဒီကောင်က confident မရှိရတာသူစကားပြောတာက तू ပြောတဲ့ဟာကို तू ကိုယ်တိုင်တော့မသိချဘူးလားဆိုတဲ့အသိပေဖြစ်သွားနိုင်တယ် ဆိုဘယ်လိုဟာမျိုးလဲဆိုရင်တော့အခုနောက်ပိုင်းကလေးတွေပြောတဲ့ပုံစံပေါ့နော် so, um my name is jaden and the 11 new jersey ဆိုပြီးတော့ new jersey ဆိုပြီးတော့ rising intonation နဲ့ဆုံးထားတယ်အဲ့ဒီက new jersey ဆိုတဲ့ဟာက question mark ပုံစံဖြစ်နေပြောချင်မေးခွန်းမေးနေမှာမဟုတ် okay it's not a question it's stating that the facts right facts to go up ပြောပြဖြစ်တဲ့ကြောင့်ကိုကဘယ်လိုဖြစ်ရမလဲဆို falling intonation နဲ့ဖြစ်ရမှာဖြစ်တယ် and falling intonation နဲ့ဖြစ်ရတဲ့ဟာကကိုကိုပို့ပြီးတော့ confidence ရှိစေတယ် professional ဖြစ်စေရ so uh for instance hi my name is zaini i'm from myanmar okay i'm from myanmar ကျွန်တော်မြန်မာနိုင်ငံကလာဖြစ်ပါတယ်အမှ myanmar ဆိုရင်တော့ဒါဘာလဲကိုဘယ်နိုင်ငံကလာလဲဆိုတော့ကိုကမသိရလားဆိုအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ intonation ဘလောက်ရေးကြီးရဆိုပြောပြချင်းဖြစ်တယ်ပြီးလို့ရှိရင် accent နဲ့ဘာမှမဆိုင်တဲ့ဟာကဒီနောက်ဆုံးကအသက်စကလုံးတွေပေါ့နော်နောက်ဆုံးမှာ ဆို s နဲ့ဆုံးတဲ့ဟာမျိုးဆို s အတန်မပါဘူးဆိုတော့ဒါတိချာကိုယ့်ရဲ့ pronunciation မကောင်းဘူးအဲ့ဒီဟာ accent ကိုတော့ပြောပြပစ်တယ်လို့မရ right plural ဆို s ထည့်ရမှာဒါလူတိုင်းသိတယ်ပေါ့နော် okay so uh, i have a dog dog မှာ s မပါဘူးလို့ဆိုတော့ e ဆိုတော့ခွေးတကောင်ရှိတယ် two cats cats right s နဲ့ဆုံးလို့ရအဲ့မှာ two cats ဆိုတော့ဘာ two cat ကနာမည်လားအဲ့လိုဖြစ်သွားတတ်တယ်အဲ့တော့ဒါက pronunciation rule မသိလို့ pronunciation ကိုဒီလို ပေါင်းနိုင်တယ်ဆိုရင်တော့ဒါ pronunciation ပိုင်တယ် so it has nothing to do with an accent all right okay now the ku အရေးကြီးတာကတရားစာလို့ရွတ်လို့မရဘာသာစကားတစ်ခုကိုပြောရချင်တာဘယ်ဘာသာစကားပဲဖြစ်ဖြစ် the reset တဲ့အဲ့လိုမျိုးတွားလို့မရဘာဖြစ်လို့လဲ chance okay စီမင်းနေရှိတယ်ဘာလဲဆိုတော့ဘယ်နားမှာရက်ပြီးတော့ဘေးစကစုကိုအစုလိုက်ပြောရမယ်ပြီးရင်ခဏလေးနားရမယ်ပြီးရင်ပြန်ပြောရမယ်ဆိုတော့ကိုယ်ကတိနေရမယ် ဆိုရှင်းရှင်းပြောရမယ်ဆို subject verb object right ဆိုမှာ subject ကို subject ကိုကတော့နည်းနည်းနားမယ်ဟုတ်တယ်မလား subject နေရာမှာနည်းနည်းနားမယ်ပြီးရင် verb နေရာမှာနည်းနည်းနားမယ်ဆိုအဲ့ဒီဟာမျိုးတွေပေါ့နော်အဲ့တော့ဒီ chunks alike မပြောတတ်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အချင်းလွဲမှုတွေဖြစ်သွားနိုင်တယ်ကိုဘာပြောချင်တယ်ဆိုတော့တစ်ဖက်လူကလုံးဝနားမလို့စာတမ်းမထိုးလို့ရှင် okay subtitle ပါမှာအော်သူကဒါပြောနေလားဆိုတာနားလေလေပဲပြလို့ရှိရင်အထင်မှားမှုတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဒီ phrase like phrase like ကို chunks alike စကစု like စကစု like ဘယ်နာမှာရင်းရမယ်ဆိုတော့ပြောရမှာဖြစ်ပါတယ်အဲ့တော့ chunks alike ပြောတဲ့ဟာကိုနားမလည်ဘူးဆိုရင်လေကိုပြောလို့တဲ့ message ကနောက်သူကိုမရောက်ဘူး all right ဆိုတော့အဲ့ဒါတတိထားမယ်ပေါ့နော်တရားစာရွတ်နေလို့ပဲ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 ရွတ်သွားတယ်အဲ့ဒီဟာကို fluent ဖြစ်တယ်လို့ပခေါ်တချို့တွေက confuse ဖြစ်ကြတာကမြန်မြန်ပြောလို့ရှိရင်က fluent ဖြစ်တယ်ဘာမှမဆိုင်ဘူးเนาะဘာမှမဆိုင်ဘူးကိုပြောချင်တဲ့ဟာကို pronunciation ကောင်းလား stress na lela မှန်ပြီလားပြီးလို့ရှိရင်ကိုပြောတဲ့ဟာကသူတစ်ဖက်လူနားလေလားဒါကိုကိုကကြည့်ရမယ် it has nothing to do with accent all right okay last but not least facial expression your facial expression is also a part of communicating all right so let's say you're talking about something happy moment right ပြောစရာကောင်းတဲ့တခုခုကိုရှင်းပြနေတဲ့ဟာကိုမျက်နှာကြီးက I was I was very happy မရဘူးလေပြောချင်တာကိုမျက်နာကဒီမျက်နာကလည်း तू က it's a part of okay your communication ဒီမျက်နာလည်းလောလောရမယ်ပြောချင်တာကျွန်တော်တိတ်မကြိုက်ဘူးဆိုတဲ့ဟာကိုတကယ်ကျတော့မပြောပြမနေတော့ကိုကပြနေတယ်ပြောချင်တာနာ okay ဒါလို့ဆိုတိပြပြောချင်တာ it's not that good ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုပြောချင်တာဒီမျက်နာနဲ့လုံတာတော့မှဒီသူတို့ရဲ့ culture တခုကိုလေ့လာကြည့်လိုက်ခဲ့ American culture မှာသူတို့လုပ်နေကြ facial expression ဘယ်လိုလဲဆိုအဲတွေ့နေကြတော့ဟုတ်လား not that bad ဆိုတဲ့ပုံစံမျိုးဆိုသူတို့က okay လက်လက်ကိုတို့လုပ်ပြုံး not that bad all right ပြီးလို့ရှိရင်ဟာရမ်းမိုက်တာပါဆိုလူတွေကသူတို့อืม okay ပါစက်ကိုအဲ့လိုမျိုးလုပ်မယ် okay not bad all right ဆိုအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဟို impress ဖြစ်သွားရဆိုရင်တော့အဲအဲ့လိုမျိုးပေါ့ so facial expression နဲ့အဲ့ဆက်ကိုက you have to get involved in the culture okay so accent and pronunciation go together. so pronunciation will focus pronunciation will focus so trust so, me so, on so, this so, okay so, oh the i don't okay i don't really care about my accent thing is like, i focus on pronunciation ဒီ rules တွေကတော့ပြောပြထားတာဖြစ်တယ်ဗောနော် pronunciation မှာ rules တွေဘာတွေဘာတွေရှိသေးရဲ့ဒီအထက်တွေကိုအကုန်လုံး light လောက်ဖို့အစ်စ်မိတာဗောနော်အဲ့ဒီဟာတစ်ချက်စဉ်းစားကြည့်အဲ့ဒါမှကိုကအာကိုရဲ့အတန်းထွက်ကကောင်းလာမှာဖြစ်ပါတယ် so နေကုန်းချောင်းရမယ်ဆိုရင်တော့ it's not about your accent it's about your pronunciation pronunciation မကောင်းရင်ကိုပြောတဲ့ဟာဘာမှနောက်လူကနားလည်မှာမဟုတ်ပါဘူးအချင်းချင်းတော့နားမလည်ဘူး Okay, be honest, I didn't number well. So I hope you learned something from this video. And bye bye. See you in my next video.